ထံမီထိုင်းကျင့်ပေးတာကတော်တော်လေးခက်စားလာပါပြီထံမီထိုင်းဆိုတာအလွယ်ပြောရရင်ကလေးတွေကိုမှောက်ခိုင်းထားတာပါကလေးကိုယ်တိုင်ဝမ်းလျာမမောက်နိုင်သေးခင်မိဘများမှာမွေးကင်းစအရွယ်ကလေးကကြိုတင်လေးကျင့်ပေးခြင်းကိုဝမ်းလျာမောက်လေးကျင့်ခြင်းလို့ခေါ်တယ်ထံမီထိုင်းလေးကျင့်ပေးတာကကလေးတွေကိုမှောက်တတ်စေရုံတည်းမဟုတ်ပါဘူးတခြားအကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်တလှူရှားမှုတွေပိုကောင်းလာတယ် ကလေးတွေရဲ့ကြွက်သားအသုံးပြုရတဲ့ဖွံ့ဖြိုးမှုတွေပိုကောင်းလာပါတယ်။ကလေးကိုမှောက်ထားတဲ့အခါသူတို့ရဲ့ကြွက်သားတွေကိုတုံးပြီးခေါင်းနဲ့ကြောရိုးကိုမထားရတဲ့အတွက်အနာကကြွက်သားတွေတက်မလာပါတယ်။ဒီတော့နောက်ပိုင်းမှာဒီကလေးတွေကမှောက်တာထိုင်တာလေးဖက်သွားတာတွေကိုလွလွကူကူလှုပ်လာနိုင်ပါတယ်။နိခေါင်းပြားတာတက်တာစီတယ်။ကလေးတွေကိုအသက်ရှူချက်မှဆိုလို့ပက်လက်ပဲပေးအိပ်တာကြောင့်ကလေးရဲ့ခေါင်းကပြားနေတတ်ပါတယ်။ထမ်းမီထမ်းကျင့်ပေးတဲ့အခါ ကလေးကပက်လက်လဲနေရတဲ့အချိန်နဲ့တွားတဲ့အတွက်ခေါင်းပြားတာလည်းတက်တာလာတယ်လို့ဆိုပါရယ်ဒီခေါင်းပြားတာကယောဂမဟုတ်ပါဘူးကလေးရဲ့ဥကောင်းရိုးတွေမမာသေးတာကြောင့်ပြားသလိုမျိုးဖြစ်နေတာပါနောက်ပိုင်းကလေးကမှောက်တာထိုင်တာလေးဖက်သွားတာတွေလှုပ်တက်လာရင်အလိုလိုတက်တာသွားမှာပါ3အာယုံတိမှုတွေပိုကောင်းလာစေတယ်ကလေးကဝမ်းလျှောက်နေတဲ့အခါပတ်ဝန်းကျင်ကိုသူမြင်နေကြမဟုတ်တဲ့ပုံစံနဲ့မြင်ရပါတယ် ဥပမာလှဲနေတဲ့အချိန်မှာမြင်ရတဲ့မြင်ကွင်းနဲ့မှောက်နေတဲ့အချိန်မှာမြင်ရတဲ့မြင်ကွင်းကမတူနိုင်ဘူးလေ။ဒါပြင်ကလေးကမှောက်နေတဲ့အချိန်မှာသူ့ခြေနဲ့လက်တွေကိုဘယ်လိုလှုပ်ရမလဲဆိုတာကိုစူးစမ်းကြည့်တဲ့အတွက်သူတို့ရဲ့အာယုံခံစားမှုလေးတွေတိုးတက်လာပါတယ်။လေးမိဘများပေါ်တရှိခင်တွင်မှုနဲ့ယဉ်နိမှုတိုးတက်လာစေတယ်။ကလေးတွေကိုထမ်းမိထိုင်းကျင့်ပေးတဲ့အခါလူကြီးတယောက်ယောက်ကအနားမှာနေရပါတယ်။ ကလေးကိုစောင့်ကြည့်တဲ့အခါချုံမြူပေးခြင်းစကားပြောပေးခြင်းစာဖတ်ပြခြင်းကစားပြခြင်းစတာတွေကိုပြုလုပ်ပေးနေရပါတယ်။ကလေးနဲ့အပြန်အလှန်ဆက်သွယ်နေရတဲ့အတွက်တန်ရောစင်တိုးလာပါတယ်။ဒါပြင်ကလေးရဲ့အမြင်နဲ့အကြားစွမ်းရည်ဖွံ့ဖြိုးမှုကိုလည်းအထောက်အကူဖြစ်စေပါတယ်။ကလေးတွေကိုထံမီထိုင်းဘလို့ကျင့်ပေးမလဲ။ကလေးတွေကိုထံမီထိုင်းကျင့်ပေးတဲ့အခါစိတ်ရှိဖို့ရယ်။မလောဘဲအချိန်ကိုတဖြည်းဖြည်းတိုးသွားဖို့ရယ်လိုပါတယ်။ ။ထံမီထိုင်းကျင်းတဲ့အခါကလေးကိုမှောက်ထားရုံနဲ့မပြီးပဲလူကြီးကပါဝင်ကူရမှာဖြစ်ပါတယ်။ထံမီထိုင်းကိုအလွယ်တကူကျင့်ပေးနိုင်တဲ့နည်းတွေကတော့ကလေးကိုဘိုက်ပေါ်မှာတင်ထားပါ။ဆဆချင်းကျင့်လို့မရှိဘူးဆိုရင်ကလေးကိုဘိုက်ပေါ်မှာတင်ပြီးကျင့်ပါ။ကလေးကအမေနဲ့ယဉ်နိနေတော့သူ့ကိုယ်ကိုမှောက်လို့မှောက်နေမှန်းတောင်သတိထားမိမှာမဟုတ်ပါဘူး။ဘိုက်ပေါ်တင်ထားရင်ကလေးကိုမြှုပ်ပါအသားချင်းချိထားပါကလေးနဲ့မိခင်ကြမှာလဲတန်ရောစင်တိုးစီပါလေခေါင်းလေးခုပေးပါ ကျမ်းပြင်မှာခေါင်းလေးချပြီးကလေးကိုခေါင်းပေါ်တင်ပေးထားပါခေါင်းနဲ့မျက်နှာနဲ့ကပ်မသွားအောင်တတိထားပါနောက်မှတဖြည်းဖြည်းခေါင်းကိုဖယ်ပါကျမ်းပြင်ပေါ်ချပါနောက်ဆုံးအစ်စ်အနေနဲ့ကလေးကိုကျမ်းပြင်ပေါ်ချလို့ရပါပြီအောက်မှာဆောင်းပါးလေးခင်းပြီးမောက်ခိုင်းပါကလေးကိုရှေ့ကနေဘေးကနေမြှူပါစကားပြောပါအသက်အလိုက်ထမ်းမိထိုင်းလေးကျင်နီးငွေစားကနေနှစ်လဒီအရွယ်ထမ်းမိထိုင်းလို့ရတဲ့ရွယ်ချက်ကတော့တက်တောင့်တက်တာရှိဖို့ပဲဖြစ်တယ် ငွေကိစ္စကနေနှလအရွယ်ကလေးငယ်တွေကိုထမ်းမိထိုင်းလေ့ကျင့်တဲ့အခါကလေးရဲ့အနေထားပုံစံမှာကြောရိုးကိုအနှဲငယ်ဝိုင်းအောင်ကွေးထားနိုင်လက်မောင်းများကွေးပြီးကိုနှိတ်ကပ်၍လက်များကိုပခုံးနားတွင်ထားနိုင်ဒူးကောင်းများကိုပေါင်ရိုးအောက်တွင်ကွေးထားနိုင်ဥကောင်းကို အများအားဖြင့်ငုံထားနိုင်ခဏတာများသာစူးစမ်းအားထုတ်မှုဖြင့်ဥကောင်းကိုမြှောက်ပြီးလှည့်နိုင်ခြေထောက်များဖြင့်တွားတော်သည့်သို့မဟုတ်တွန်းသည့်လှုပ်ရှားမှုများပြုလုပ်နိုင် ဘပြင်တစ်ဖက်ဖက်ကိုအောက်တို့ချထားရတွင်တက်တောင်တက်တာရှိနေဒီအရွယ်ကလေးတွေမှာခေါင်းမခိုင်သေးတဲ့အတွက် အမေပိုက်ပေါ်တင်ထားပေးတဲ့အနေထားကအကောင်းဆုံးပါကလေးရင်ဘက်အောက်မှာအဝတ်လိတ်လေးခံထားပေးလို့လည်းရပါတယ်အမေပိုက်နဲ့ကက်နေတော့ထံမီထိုင်းလဲလှုပ်ဖြစ်ကလေးနဲ့ယဉ်နီးပိသားဖြစ်သွားပါတယ်ဆဆချင်းဆိုတော့တစ်ချိန်ကိုအချိန်3မိနစ်2မိနစ်လှုပ်ပေးပြီးနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့10မိနစ်မှ15မိနစ်ထိကြာအောင်တိုးပြီးလှုပ်ပေးနိုင်ပါတယ် ကလေးကအစပိုင်းမှာကြီးကြတာမျိုးရှိနိုင်ပေမဲ့နောက်ပိုင်းမှာအသားကျသွားပါလိမ့်မယ်။နှစ်လကနေလေးလဒီအရွယ်ထမီထိုင်းလို့ရတဲ့ရည်ရွယ်ချက်ကတော့ဥကောင်းလေပင်နဲ့ခန္ဓာကိုယ်ပေါ့။ပိုင်းကျွတ်တာများတမလာစေဖို့ပဲဖြစ်တယ်။နှစ်လကနေလေးလအရွယ်ကလေးတွေကိုထမီထိုင်းလေးခြင်းတဲ့အခါကလေးရဲ့အနေထားပုံစံမှာခြေထောက်များကိုစန့်တန်းထားပြီးအောက်ပိုင်းပိုက်ပြီးအောက်ခံမျက်နှာပြင်နဲ့ထိတွေ့နေ တရောင်စစ်များကိုတည်ငြိမ်မှုရရှိရန်အသုံးပြုနိုင်ပခုံးများအောက်တွင်ဖြစ်စေရှေ့တွင်ဖြစ်စေဦးကောင်းကို45ဒီဂရီထိမှတင်ပြီးမတုံမလုံခဏကြာထိန်းနိုင်လတော်ကြာ9လသားရွယ်တွင်60ဒီဂရီထိမြင့်လာနိုင်မြောက်ထားသောဦးကောင်းကိုဘယ်ညာရှိတဲ့တဲ့ကိုလှည့်ကြည့်နိုင်စန့်ကျင်ဘက်ပားပြင်ကိုအောက်တို့ချရန်ဦးကောင်းလှည့်နိုင်ကလေးရဲ့ကြွက်သားတွေတက်လာပြီးသူ့ကိုယ်သူထိန်းလာနိုင်ပြီဆိုတော့ပဝန်းကျင်ကို စပြီးဆက်စုလာပါပြီ ရှောက်ကြည့်ပြီးပြောလာပါပြီ။အသက်၃လနောက်ပိုင်းမှစ၍တစ်ချိန်လျင်15မိနစ်။တနည်းလျင်၃ချိန်မှ၄ချိန်အထိထမ်းမီထိုင်းလုပ်ပေးနိုင်ပြီ။လေးလကနေ6လဒီအရွယ်ထမ်းမီထိုင်းလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ကျွတ်သားများဆက်လက်တမလာစေရန်နဲ့အနည်းရှိအယုတ်များကိုစုပ်ကင်နိုင်စေဖို့ပဲဖြစ်တယ်။လေးလကနေ6လအရွယ်ကလေးတွေကိုထမ်းမီထိုင်းလေ့ကျင့်တဲ့အခါကလေးရဲ့အနေထားပုံစံမှာလက်ဖြံများကိုဖိပြီးအပေါ်ရင်အုပ်ကိုမြှောက်နိုင် တံတောင်စစ်များကိုဖြောင်းအောင်ဆန်ပြီးခနာလောက်မှာတင်နိုင်လက်နှင့်ခြေထောက်များကိုကျန်းပြင်းမှမြောက်နိုင်ပြီးရှေ့နောက်လွှဲနိုင်ခြင်းကုခတ်နေတဲ့ကဲ့သို့ပြန်တန်းနေတဲ့ကဲ့သို့ပုံစံမျိုးဖြင့်လှုပ်ရှားနိုင်လက်ဖဝါးများကိုဖြန့်ကအနီးတွင်ထားသောစိတ်ဝင်စားပွဲအယုံများကိုရောက်အောင်လမ်းနောက်ဆုံးတွင်စုပ်ကင်ပြီးကစားနိုင်ဒူးကောင်းများကိုပေါင်ရိုးအောက်သို့ခနာလောက်ကွေထားနိုင်သို့မဟုတ်ခြေထောက်များကိုကျန်းပြင်းပေါ်တလဲစီတွန်းနှိမ်နိုင်ဒီအရွယ်ဆိုကလေးကမောက်နိုင်ုံတင်မကားတော့ပါဘူး မောက်လိုက်လှန်လိုက်နဲ့ဆော့နိုင်နေပါပြီလက်တွေခြေတွေကိုလည်းပိုပြီးလှုပ်ရှားနိုင်နေပါပြီဒီတော့သူတို့အနားမှာအယုတ်တွေထားပြီးလှမ်းယူခိုင်းတာတွေကျင့်ပေးလို့ရပါပြီ6လကျော်6လနောက်ပိုင်းဆိုရင်တော့တရက်ကိုထံမီထိုင်းတနာရီလောက်ကျင့်ပေးလို့ရပါပြီဒီလိုနဲ့တဖြည်းဖြည်းကုန်းထပြီးလေးဖက်ထောက်နိုင်လာပါလိမ့်မယ်ကလေးတွေလေးဖက်ထောက်ဖို့ဆိုတာသူ့ကိုယ်သူတွန်းပြီးကုန်းထနိုင်မှရမှာကိုဒါကြောင့်ထံမီထိုင်းကျင့်ပေးတာကနောက်ပိုင်းမှာလေးဖက်ထောက်ဖို့ ထိုင်ဖို့လမ်းလျှောက်ဖို့အများကြီးအကူအညီဖြစ်ပါတယ်။ထံမီထိုင်လေ့ကျင့်ခြင်းရက်တန်တင်သည့်အသက်အရွယ်ကလေးငယ်များမိမိဘာသာတွားသွားနိုင်သောအရွယ်ပုံမှန်အားဖြင့်အသက်9လမှ6လအရွယ်အထိလေ့ကျင့်ပေးနိုင်သည်လေးဘက်တွားသွားနိုင်ပြီဖြစ်သောကလေးများတွင် လေ့ကျင့်ပေးရန်မလိုအပ်တော့ပါကလေးတွေကိုထံမီထိုင်ကျင့်ပေးတဲ့အခါဘာတွေသတိထားရမလဲကလေးကိုအနေရမဖြစ်စေဖို့ဆိုရင်ထံမီထိုင်ကျင့်နိုင်ကလေးနာမှာစောင့်ကြည့်နေပါနိုးနေတဲ့အချိန်မှာပဲကျင့်ပါ ကလေးကိုမှောက်ပြီးမသိရပါမျက်နှာပြင်မာတဲ့ကြမ်းပြင်မာပဲခြင်းပါမွေရဆိုဖာလိုမျိုးနှစ်ဝင်သွားနိုင်တဲ့နေရာမှာမခြင်းရပါကလေးနားမှာအနည်းငယ်ဖြစ်စေတဲ့ပစ္စည်းတွေမထားရပါ